ကျွန်တော်ဆိုရင်တူမထူတာဒီလိုမျိုးအလုံချမ်းနေအဲ့လိုမျိုးမလုဖြစ်တာတော့ကြာပြီဒါမဲ့လည်းအခက်ခဲဖြစ်လာရင်တော့လှုပ်ရတော့ဗောနော်ထိုင်ကြည့်နေလို့ရမရဘူးရက်ကြည့်နေလို့မရဘူးပဲများနေလို့မရဘူးအဲ့တော့တတ်နိုင်သလောက်ကူညီရမယ်လူတယောက်ရဲ့အားလည်းတယောက်အားပါပဲသူကတော့ငလင်ရဲ့တံခံစားရပြီးတော့အိမ်မပြိုသေးတဲ့အိမ်တွေကြတော့တဖြည်းဖြည်းနဲ့အပ်လိုက်လာတယ်ပြိုလာတယ်အဲ့ဒီဟာကိုကျွန်တော်က လာရောက်ပြီးတော့အကူကြီးတောင်းတော့ဖြိုပေးတာပါနောက်ထပ်လည်းအိမ်ကဖြိုပေးအောင်ပဲထင်တယ်ဆယ်လုံးတော့ကျွန်တော်တို့အကူကြီးတောင်းထားသေးတယ်သူတို့ငှားရတယ်လည်းသူတို့ပေးတယ်ကျွန်တော်တို့ကဘာမှဒီပေါ်မှာအခချင်းွေလုံးဝမရှိဘူးကျိုးမြဲဘာမှအောင်မထားဘူးမြစ်တာနဲ့အခမဲ့လာလို့ပေးတာပါထိုးဖောက်ရတဲ့ဟာတွေဂျိုင်းထောက်ရတဲ့ဟာတွေအဲ့ကတ္တာအစုံကိုတိန်းသုံးပါလောက်ရှိတယ်အဲ့ဒီဟာကိုတော့ကျွန်တော်တို့လောလောဆယ်250ရှိပြီအဓိကကတော့အဲ့လိုမျိုးမရှိတဲ့ပရာဟိတအသိန်းတွေအများကြီးပါတကယ်လှုပ်ဆောင်နေတဲ့လူတွေကိုပို့ပြီးလူဒန်းစေချင်ပါတယ် နေ့ကရောက်တာပေါ့မနေ့ကရောက်တယ်အရောက်ရောက်ချင်းကျွန်တော်တို့ဒီကျွန်တော်တို့လာအကူညီတောင်းတဲ့အာအိမ်ပေါ့ဟိုဟာငလင်းတန်းခံခဲ့ရတဲ့အိမ်ကိုအဓိကထားကူညီပေးတာပေါ့အဓိကတော့ကျွန်တော်တို့ကရှင်းလင်းလုပ်ပေးတာပါအဓိကတော့ငလင်းရဲ့တံခံစားရပြီးတော့အာအိမ်မပြိုသေးတဲ့အိမ်တွေကျတော့တဖြည်းဖြည်းနဲ့အလိုက်လာတယ်ပြိုလာတယ်အဲ့ဒီဟာကိုကျွန်တော်ကလာရောက်ပြီးတော့အကူအညီတောင်းတော့ဖြိုပေးတာပါနောက်ထပ်လည်းအိမ်ကဖြိုပေးအောင်မထင်တယ်ဆယ်လုံးတော့ကျွန်တော်တို့အကူအညီတောင်းထားသေးတယ်အာကျွန်တော်တို့နှလုံးလိုက်လူငယ်ပရာဟိတအသင်းလာရောက်ပြီးတော့ ဒီရှင်းလင်းလုပ်ပေးတဲ့အိမ်ပါဟုတ်အခမဲ့ပါပဲခင်ဗျာတို့တို့ဒီဘတ်ဖိုးတွေကိုထည့်မဲ့စီတွေကိုတို့အကူအညီပေးတယ်ကျွန်တော်တို့ကားတွေကိုလည်းတို့ငှားတာတွေလည်းတို့ပေးတယ်ကျွန်တော်တို့ကဘာမှဒီပေါ်မှာအခချင်းဝေလုံးဝမရှိဘူးဘာမှလည်းအမြတ်ချိုးမြတ်ဘာမှမထားဘူးကျွန်တော်ကဟိုပါပေါ့မြစ်တာနဲ့အခမဲ့လာလုပ်ပေးတာပါလူမှုကူညီအသင်းဆိုတဲ့အတိုင်းကျွန်တော်ကလူမှုကူညီရေးလောက်တာပါ။ဒါပေမဲ့ကျွန်တော်လုံးခဲ့တာကတော့29ရက်နေ့ညကျွန်တော်တို့လာတယ်30ရက်နေ့မနက်ထဲကကျွန်တော်လုံးခဲ့တာပေါ့ မန္တလေးမှာစကူညီတယ်စကိုင်းကူညီတယ်ပြီးတော့လူတန်းမှုတွေလည်းကျွန်တော်လုပ်ပြီးပြီးတော့မြက်ကိုပိုင်ထထန်းမြက်ကိုပိုင်အကြောင်းကိုလည်းကျွန်တော်တို့ဒီအခုဟိုဟာဒီစကိုင်းနဲ့မြက်ကိုပိုင်အကြောင်းကိုလည်းကျွန်တော်ကူညီပေးခဲ့တယ်အဲ့မှာတော့ဟိုကလေးလေးတွေရုပ်လောင်းတွေမြင်ရတာလည်းလုံးဝစိတ်မချမ်းသာစရာပါနောက်ရက်တွေမှာတော့ကျွန်တော်တို့ပြင်မနာပလိတ်မျိုးပျော်ပွဲအဲ့မှာလည်းငွေရောငွေငွေတွေတွားရောက်လူတန်းပေးခဲ့ပါတယ်ဟုတ်ကျွန်တော်ထင်တယ်တရက်ခွဲလောက်ပဲထင်တယ်တရက်10မိနစ်လောက်ပဲလောက်ရမှာပါမနက်ထဲမနက်9နာရီတည်းကကျွန်တော်တို့လုပ်နေတာ အခုဆိုရင်နေကင်းရောက်ပြီပေါ့နေကင်းတော့မရောက်သေးပါဘူးတော်တော်တော့ပြီးနေပါပြီအဓိကတော့ဘေးအိမ်တွေကိုထိခိုက်မရှိအောင်လို့ကျွန်တော်ကအများဆုံးကူညီရတာပါဟုတ်အဲလူထိခိုက်တော့မရှိလိုက်ဘူးဒီဖြတ်သွားတဲ့လူနာကတော့အဲငလင်မလုတ်ခင်ပါပဲအာတိနေလို့လားချိုတိနေသလိုပဲတခြားနေရာကိုသူတို့ပြောင်းပြောင်းလိုက်တယ်တဲ့အဲ့လိုပြောကြပြောတယ်ဆိုတော့ဩတော်တော်လေးတို့ဒါဥဒုကံကောင်းတယ်လို့ပြောရမယ် တကယ်လို့လှုပ်များလှုပ်တဲ့အချိန်ဆိုရင်အသက်ပါပါဝါနိုင်တယ်လေဒါပေမဲ့မပြိုဘဲနဲ့လည်းဒီလောက်ဒုက္ခရောက်တဲ့အိမ်တွေအများကြီးပါအဲအဲ့ဒီအိမ်တွေကိုလည်းကျွန်တော်တို့ဆက်လက်ပြီးကူညီပေးဖို့ရှိပါတယ်ညွယ်ဘိုးအိမ်နဲ့ကိုညီနန္ဒာကနေပြီးတော့ကိုညီနန္ဒာ350ညွယ်ဘိုးအိမ်က150ဆိုပြီးတော့200ပေါ့200ရှိတဲ့ထဲမှာ နောက်ဖိတ်ကအကူတွေက350လှူပေးတယ်250ကျွန်တော်တို့လောလောဆယ်250တော့ရပြီအဓိကတော့ဂန်းပေါ့ကတ်တာတွေပေါ့ကတ်တာတွေဖြတ်တဲ့ထိုးဖောက်ရတဲ့ဟာတွေဂျိုင်းထောက်ရတဲ့ဟာတွေအဲ့ကတ်တာအစုံကို300လောက်ရှိတယ် အဲ့ဒီဟာကိုတော့ကျွန်တော်တို့လောလောဆယ်250ရှိပြီအဓိကကတော့အဲ့လိုမျိုးမရှိတဲ့ပရာဟိတအသင်းတွေအများကြီးပါတကယ်လှုပ်ဆောင်နေတဲ့ပရာဟိတအသင်းတွေလည်းအများကြီးပါတကယ်တော့ပရာဟိတအသင်းဆိုတာတကယ်လှုပ်ဆောင်နေတဲ့လူတွေကိုပို့ပြီးလှူဒန်းစေချင်ပါတယ်အဲ့ဒီလက်နက်ကိရိယာတွေစက်ပစ္စည်းတွေလှူဒန်းပေးဖို့မြေတားရက်ခံပါတယ်ကျွန်တော်ကိုယ်တိုင်လည်းရပြီဆိုပေမဲ့ကျွန်တော်မဝယ်ရသေးဘူးဝယ်မယ်ဝယ်ပြီးဝိုင်းရင်လည်းကျွန်တော်ဒီထက်လှုပ်ဆောင်ဖို့ရှိပါတယ်ကျွန်တော်တို့ဒီတိုင်းစဖြိုတဲ့ချိန်မှာပဲအာ အာနောက်ထပ်10အိမ်လောက်လာကူညီတောင်းတယ်။ကူညီတောင်းတယ်ဆိုတော့ကျွန်တော်တို့ဒီ Pride အသင်းသားတွေတိုင်ပင်မယ်။ကလေးတွေရဲ့နားတဲ့အချိန်လေးကိုကျွန်တော်တို့တို့တို့လည်းပေးပေးနာအောင်ပါလေ။ဒါပြီးွားရင်လည်းကျွန်တော်တို့25 26ကိုအင်းလေးဘက်ကိုသွားဖို့ရှိတယ်။အင်းလေးဘက်မှာလည်းသွားရောက်လှူဒန်းပေးဖို့အင်းလေးမှာလည်းမိဘတဲ့ဒုက္ခသည်တွေအများကြီးပဲ။ဝီးလောင်သွားတဲ့အိမ်ကြီးအများကြီးပဲ။အဲ့ဒီဟာကိုလည်းကျွန်တော်ဦးစားပေးဖို့ရှိပါတယ်။ဟုတ်။ဘာပဲဖြစ်ဖြစ် Pride ဆိုတဲ့အတိုင်းအများကျုပ်တဲ့လောက်ရတာဖြစ်တယ်။ဘာကိုကျုံးမှရမှာမဟုတ်ပါဘူး။အဲ့ဒီအတွက်ကြောင့်ဘာမျောလင်းချက်မှလည်းကျွန်တော်တို့ဒီမှာမရှိပါဘူး။ ဒီလိုကုညင်ရတာဝိုင်းဝန်းပြီးတော့သူများအခက်ခဲကိုရှင်းပြရတာနဲ့နေကိုကိုကိုကျေနပ်လာပါပြီ။ကျွန်တော်ဆိုရင်သူမထုတာဒီလိုမျိုးအလုပ်ချမ်းနေအဲ့လိုမျိုးမလုပ်ဖြစ်တာတော့ကြပါပြီ။ဒါမဲ့လည်းဟိုအခက်ခဲဖြစ်လာရင်တော့လောက်ရတော့ဗောနော်။ထိုင်ကြည့်နေလို့ရမရဘူး။ရက်ကြည့်နေလို့မရဘူး။ပဲများနေလို့မရဘူး။အဲ့တော့တတ်နိုင်တော့ကုညီရမယ်။ လူတယောက်ရဲ့အားလည်းတယောက်အားပါပဲအဲ့တော့တယောက်အားကိုလည်းကျွန်တော်တို့ဘယ်လိုကူညီရမလဲဆိုတဲ့စိတ်နဲ့ပဲသွားရတာပါဒီလိုမျိုးအခုလိုမျိုးအိမ်ကြီးဆိုရင်ဘယ်လောက်တောင်တန်ဖိုးရှိလိုက်မလဲသူတို့လည်းဘယ်ဖြိုချင်မှမလဲနေလို့မရတော့လို့ဒါကျွန်တော်တို့ဖြိုကြရတာလေအဲ့ဒီတော့ကြောင့်ဆုံးရှုံးနေတာမှုတွေအများကြီးရှိပါတယ်အဲ့ကြောင့်ငလင်တန်ခံနဲ့မိသားစုညီပေါင်းမတော်တွေအားလုံးဒီလိုမျိုးထပ်မက်ဖြစ်ဖို့ကိုလည်းအမြဲတမ်းဆုတောင်းပေးပါတယ်အားတကြံတွင်းမှာကျွန်တော်အများကြီးရက်နာလိုက်ရတယ်ပွဲတွေဆိုရင်ကျွန်တော်ဆင်ရံအောင်ပြန်ပေးရတယ်ပွဲတွေအများကြီးပဲမဆိုးဖြစ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ငလင်တန်ကြောင့်ဖြစ်သွားတဲ့လူတွေကိုကအဲ့ချိန်မှာသွားဆိုနေ စိတ်ထဲမကောင်းလို့မဆိုဖြစ်တာပါအဲ့သဘောပါပဲဟုတ်တန်နိုင်တော့လူမြညာရှင်တွေလည်းဝိုင်းဝန်းလှုပ်ဆောင်နေပါတယ်အဲ့လိုပဲကျွန်တော်တို့ထက်ပို့ပြီးလှုပ်ရတဲ့ပရဟိတအသင်းသားတွေလည်းအများကြီးငလင်တန်ဟိုအခုညီပေးနေကြပါတယ်အဲ့အတွက်ကြောင့်ဘာမှစိတ်တမကြပါနဲ့ဆုံးရှုံးနေတာမှုတွေအတွက်လည်းများသောစိတ်မကောင်းဖြစ်မိပါတယ်ငလင်တန်မှာပါသွားတယ်ကွလွန်သွားတဲ့မိသားစုဝင်နေအားလုံးကလေးတငယ်တွေရောအကုန်လုံးတို့များသောစိတ်မကောင်းဖြစ်ရပါလေလို့ကျွန်တော်နှလုံးသားလူငယ်ပရဟိတအသင်းဝင်ချိုချော်ထားရတဲ့ဆုတောင်းပေးပါတယ်အားလုံးဒီဒုက္ခဘေးဆိုးကနေ 跟一下吧，你看没有？<music>